สวัสดีครับ อารมณ์แม่มิงลาวาဒီနေ့ဗီဒီယိုမှာထိုင်းမှာသာစကားရဲ့အသက်ရှင်မျိုးတွေကမဲ့ကုံငတ်တက်ကိုလေ့လာတော့ကြမှာပဲဖြစ်ပါတယ်ကိုကထိုင်းစာရသည်ဖြစ်စေထိုင်းစာမရသည်ဖြစ်စေဒီဗီဒီယိုမှာအတန်တကောအတိတ်ပဲရောဒီငတ်တက်ရဲ့အလုံးလုံးပုံကိုသေသေချာချာလေ့လာတော့ကြမှာပဲဖြစ်ပါတယ်ဗျာဆိုတော့ကျွန်တော်စပြီးတော့လေ့လာကြည့်ကြမယ်ပေါ့เนาะမတ္တရာမဲ့ကုံမတ္တရာမဲ့ကုံငတ်တက်မတ္တရာတောစကုမဲ့ကုံခူး คำที่มีงอเป็นตัวสะกดแม่กงสุราจันโรที่นอกกับงองูสกลงป้องสัตหาราโกสุโราผิดไปได้ป่ะเนาะตู้อะตันถั่วแต่ขาจารุษิยจันโรว่าที่อะตันถั่วแต่อะขาอะตันถั่วเยอะสงมาอากองตันงัดตันเนี่ยอะสงตัดไปพี่แล้วอะตันถั่วไปมาผิดเดบลูမျိုးแล้วสุราจันโรออกกับนมูนาเลเนี่ยอะตันถั่วเลี้ยงจ๋าเม ဆိုတော့ပုံမှန်ဆိုလို့ရှိရင်ကျွန်တော်ဘီးနဲ့ဆရာနဲ့ပေါင်းဆက်ထားတယ်ဘီးနဲ့ဆရာနဲ့ပေါင်းဆက်ထားတာဟိုအဲ့ဒီနောက်မှာနောက်ကဘီးတလုံးပါလာတယ်ဆိုလို့ရှိရင်အဲ့ဒါကအသက်လို့ခေါ်တယ်ပေါ့နော်ဆိုတော့ပါလာတဲ့ဘီးကဘာဘီးလဲဆိုတာသိရင်ရပြီဒီမှာကကျွန်တော်တို့ငေါငူပေါ့နော်ငါသက်ဆိုတော့ငါသက်ဆိုတော့ကျွန်တော်အတန်တွဲရအဆုံးမှာဒီအာခေါင်တန်နဲ့ငါသက်အတန်တွဲအဆုံးသက်ပြရမှာဖြစ်တယ်ဘယ်လိုမျိုးလဲဆိုတော့မော်အော ဆိုတော့နော်အတတ်မပါဘဲနဲ့ကျွန်တော်အတန်ထွက်မယ်ဆိုလို့ရှိရင် more or more more or more အဲ့ဒီ more ကိုငါတက်ပါလာတဲ့ခါကျတော့ကျွန်တော်ကဒီအတန်ထွက်ရဆုံးပါဒီငါတက်တဲ့အာကောင်တန်မှာအဆုံးသက်ပေးရတယ် more or more 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 အတိတ်ပဲอ่ะငေးကြည့်တာပေါ့နော်နောက်တစ်ခါကျတော့ကျွန်တော် ဒီဘက်မှာဖြီးရှိမယ်ဒီဘက်မှာတရရှိမယ်ဒီဘက်မှာဒီအတက်ရှိမယ်ပေါ့နော်ဆိုတော့ဒါကိုစလုံးပေါင်းလိုက်တဲ့ခါကျလို့ရှိရင်ကရောအိုငောရုံရုံရာတမရရင်ကျွန်တော်တို့ကလာတန်တဲ့တန်ဖြတ်လို့ရတယ်လုံလုံလုံရုံရုံโอเคနောက်တစ်ခုဆက်သွားကြမယ်အဲ့တော့ဒီမှာကောအေငောကဲငကဲငကဲင ကဲအဲ့တော့ငေါကုမပါမင်းအတန်ထွက်မယ်ဆိုလို့ရှိရင်ဒီဘက်မှာ B နဲ့စရပဲအတန်ဆလုံးပေါ့မယ်ဆိုလို့ရှိရင် Co A ကဲကဲကဲပဲအတန်ရမယ်ဆိုတော့ငါတက်တဲ့အတန်တွေအဆုံးတက်မယ်ငါငါတက်တဲ့အတန်တွေအဆုံးမှာအဆုံးတက်လိုက်တဲ့ခါကျတော့ Co A ငေါကဲ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 အာအလုံးရမယ်ပေါ့နော်ဆိုတော့ကျွန်တော်ဆက်ပြီးတော့ကျွန်တော်ဒီ comes up မဲ comes up မဲကိုဆက်ပြီးတော့လေ့လာကြကြမယ် โอเคဒီမှာဆိုလို့ရှိရင်ကျွန်တော်ငါးသက်စကားစုတွေကိုကျွန်တော်လေ့လာသွားကြမှာပဲဖြစ်ပါတယ်ပေါ့နော်ဆိုတော့ဒါကမွေးမြူရတာဖြစ်တယ်ကိုကအဓိကတော့ဒီငါးသက်ကိုအတန်ထွက်ကအတန်ထွက်လေ့ကျင့်တာပေါ့နော်ဆိုတော့လေ့ကျင့်နဲ့လေ့ကျင့်ရင်ကျွန်တော်တခါတည်းဝါရမီနေကိုတခါတည်းကြက်ပြီးသားဖြစ်သွားတယ်ပေါ့နော်ဆိုတော့ကျွန်တော်ငါးသက်အတန်ထွက်တော့ကျွန်တော်လေ့ကျင့်ကြမယ်ဒီမှာတခါတည်းဆက်လုံးပေါင်းလည်းဖတ်ပြမယ်ပေါ့နော်ကျွန်တော်ဆက်လုံးပေါင်း survive မသိရသူပါတယ်ကိစ္စမ YouTube မှာကျွန်တော်မြန်မာစာအတန်ထွက်ရေးပြထားတယ်ကိုးစားခွဲပေးတဲ့မှာငါးသက်ဆိုတော့ ကိုကဘယ်နေရာမှာပဲလိမ့်လာလိမ့်လာဒီအတန်တွက်တင်မှာခွန်းစားခွင့်ပိတ်ထဲမှာငါးတက်ပဲဖြစ်ဖြစ်ကတ်တက်ပဲဖြစ်ဖြစ်အဲ့လိုမျိုးခွန်းစားခွင့်ပိတ်ထဲမှာအတက်ခုထက်တာလဲဆိုလို့ရှိရင်အဲ့ဒီအတက်ကဘာတက်လဲဆိုတာသိရင်ရပြီပြီးတော့အဲ့ဒီအတက်ကိုဘယ်လိုအတန်ထွက်ရမလဲဆိုတာသိရင်ရပြီပေါ့နော်ဆိုတော့ကျွန်တော်ဆက်ပြီးလေ့လာတွေ့ကြမယ်အဲ့တော့ခရန်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 ဆိုတာအချင်းဖြစ်တယ်ခေါ်ရောအငေါခရန်မိုက်ကိုခရန်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  เจนอกว่าจะรอพอรออีองอเพลง เพลง เพลงตะเชนพอรออีองอเพลง เพลงเพลงตะเชนนอกว่ารออุงอลง ลง ลงเสเนลงเสเนสร้ ဒီစာပိုင်းလေးလားနဲ့သူဆိုလို့ရလိမ့်မယ်လောအုံငောလုံဒီဘက်မှာဆိုလို့ရှိရင်စာပိုင်းမသိတဲ့သူတွေအတွက်ဆိုလို့ရှိရင်လာတတိတိချောင်းငယ်လုံအဲ့ဒီလုံမှာငါးတက်နဲ့အဆုံးတက်လိုက်တဲ့ခါကျတော့လုံလုံလုံအကောင်မှာကျွန်တော်ငါးတက်နဲ့အဆုံးတက်လိုက်တာဖြစ်တယ်ဆိုတော့နောက်တစ်ခုကကျတော့နှမ်းနှမ်းနောအာငောနှမ်းမိုင်းအစ်နှမ်း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 ထိုင်နေဆိုတော့အရှိမနှမ်းဆိုရင်နောက်ကငါးတက်နဲ့အဆုံးတက်လိုက်တော့နှမ်း นั่ง นั่ง นั่งถ่ายเนี่ยนั่นว่าจะรอครึ่ง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 คอรออึงอครึ่งมาอีกครึ่งครึ่งตัวนั่นว่าจะรอแรงแล้วทางทางทาง ทออางอทาง ทางแรงเราใช่ไหาถาอะไรเถางั้นแต่ไหนสมงแต่ไรก็ทาง ทาง ทางโอเคทางาตับปะเนาะสรุปจังเราเสร็จเรียบร้อยจะจำไหมแล้วก็จะรอนับไปนับไปมาสรุปจริงข้าง ข้างข้าง คออางงอคออางงอคังไม่ถูกข้าง ข้าง ข้างหนับไปแล้วก็จะรอปอมีปอมีอยู่กางเกง กางเกงก็อางอกางก็อีงอเก่งกางเกงกางเกงปอมี ဆိုတော့ဒါအစင်လိုက်တစ်ခေါက်ကျွန်တော်ဖတ်ကြမယ်အဓိကအတန်တက်ကိုတရားနားထောင်ကြည့်မယ်ပေါ့နော်နောက်မှာငါတက်နဲ့အကောင်မှာအဆုံးသက်သွားတာလေးကိုကျွန်တော်တို့တရားလေးနားထောင်ကြမယ်ဆိုတော့အချိန်ကိုခရန်းတချင်းကို playing စင်းနာကို long ထိုင်နာကို nang တဝက်ကိုครึ่งလမ်းကို tang နဘေးကိုခန်းပေါင်းပြီးကို강깽 ဆိုတော့နောက်တဲ့ seminar ကိုကျွန်တော်ဆက်ပြီးတော့လေ့လာကြည့်ကြမယ်။ Okay ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ငါးသက်တွေပဲပေါ့နော်ဒါရအကုန်လုံးကဆိုတော့ငါးသက်တွေပဲကျွန်တော်တို့ပထမတစ်ခုကတမ်းမာတယ်တမ်းမာတာကိုခဲငရင်ခဲငရင်แข็งแรงဒီမှာဆိုလို့ရှိရင်ငါတက်ကနှစ်ခုပေါ့เนาะဒီแข็งဆိုတဲ့စကားမှာလည်းငါတက်ပါတယ်နောက်ကแรงဆိုတဲ့စကားမှာလည်းငါတက်ပါတယ်ဆိုတော့แข็งแรงค่อย ข้อเองอแข็งรอเองอแรงแข็งแรงตามาเลยแล้วก็แผ่นแผ่นกูรองเท้ารองเท้าที่มาอาจารย์ด้วยมาจะเท้าสื่อสกัดจันนี่เกเรบ่เนาะ sorry ป่ะสรุปรองอดิอ่ะรองมาจะเรางัดตัดป่ะได้งัดตัดป่ะได้เท้ามาเท้ามาก็อาจารย์มาบ่าวบ่เนาะสรุปรองเท้ารองเท้ารองเท้าแผ่นแล้วก็ชวยชวยโห ท้อง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 ช่วย วันไปกูจะรอ วันไปกูท้องท้องสรุปดีมาอาจารย์ก็เซ็นตัวลงชื่อเฉยๆมันไม่ดูก่อนเนาะอพอมาจะรอท้องเอามาจะรอท้องบากว่าแล้วสรุปดีมาไม้ถูกกว่าตัวไปเนาะตัวไม้ถูกสรุปท้องงอท้องไม้ถูกท้องท้อง วันไป แล้วด้วยจะรอสับเปลี่ยนเสียสับเปลี่ยนเสียโอ้ างเครื่องชางเครื่องชางเครื่อง เครื่องสวยสกามาจังเลยจ้าหน้าปลาเลยวะเนาะตู้เอสระคาสระเอือစရာအဲ့ရလေကြောင့်နံပါတယ်တော့မြန်မာစရတော့မရှိဘူးပေါ့နော်အဲ့တော့မြန်မာစရမရှိရဲ့အတန်အတွက်တွေကိုမြန်မာလိုရေးတဲ့ခါကျကျွန်တော်တို့အနည်းဆက်ဆုံးပဲရေးလို့ရတယ်အဲ့တော့ရှေ့မှာခြံဆိုလို့ရှိရင်နောက်မှာခရံခရံအဓိကအတက်လေးတွေကိုပဲတေချာအတန်ထွက်ဖို့ပဲပေါ့နော်ဆိုတော့ချောအားငေါခြံမိတ်ခြံခေါ်ရော เอืองอเครื่องไม่เอกเครื่อง เครื่องชางเครื่องสับเปลี่ยนเสียแล้วก็จะรอมาละมาพิซิมาละทุกมาไล่ดำดูก่อนเนาะส่วนเราสั่งสั่งซออ่างงอสั่งไม่เอกสั่งสั่งมาเลยไอ้เจ้าชีเราตัวสูง ตัวสูงตัวอ้วนตัวซออุงอสูงตัวสูง ตัวสูงไอ้เจ้าชีเลย နောက်ဆုံးတစ်ခုကအကြောင်းအရာအကြောင်းအရာကိုအရင်အရင်ဒါရတန်လည်းပါတယ်ပြီးရင်လက်ကြောင်းတန်စရာလည်းဖြစ်တယ်ဆိုတော့ရောအွာငောရေင္မိုက်ရေင္ရေင္အကြောင်းအရာအဲ့ဒါကိုလေင္လာတန်လည်းတန်ထလို့ရတယ်ပေါ့နော်ကျွန်တော်ရာတန်ကိုလာတန်နဲ့စသုလို့တန်ထလို့ရတယ်ရေင္လေင္အကြောင်းအရာဖြစ်ပါတယ်ဆိုတော့ဒါကိုကျွန်တော်အပေါ်ကနေအောက်ထိကျွန်တော်တို့ อาอาจารย์เขาทับอีกแลอาจารย์ทับไปจำเองแข็งแรง ตามมาเลยพนักโกรองเท้าชิว ทอง วันไปโกทองเสบียงเสียว ช่างเครื่อง มาเรา สังยาชีเรา ตัวสูง เจ้าเหยา เรื่อง เรื่อง สรุบ ဒါကကျွန်တော်ငါးတက်ကိုလေ့လာခဲ့ရတာဖြစ်ပါတယ်ကိုကဒီငါးတက်ကိုလေ့လာတဲ့ခါကျရင်ဒီအတန်အတွက်ကိုပဲယူဆပြီးတော့အတန်ထွက်မယ်ပေါ့နော်ကျွန်တော်ဒီစကလုံးတုံးရဲ့အတန်အတွက်ရဲ့အဆုံးသတ်မှာဒီငါးတက်နဲ့ဘယ်လိုမျိုးအတန်ထွက်ရလဲဆိုတော့သိသွားမယ်ပြီးတော့ကျင်တာကိုလေ့ကျင့်ပြီးတော့ဖတ်ကြည့်ပေါ့နော်လေ့ကျင့်ဖတ်တဲ့ခါကျရင်အတန်တော်လေးရောက်သွားမယ်ဒီဝါရံစကလုံးနဲ့ရသွားတယ်ပေါ့နော်ဆိုတော့အားလုံးနားလည်သဘောပေါက်သွားတယ်ဒီလိုထင်ပါတယ်အာဒါနဲ့ကျွန်တော်စကားလေးခံနေတယ်ပေါ့နော်ကျွန်တော်ကစာသင်ပြတဲ့ဆရာတယောက်မဟုတ်ပါဘူးကျွန်တော်လေ့လာတဲ့သူတယောက်ပါဆိုတော့အာကျွန်တော် ဆရာဆိုပြီးတော့ခေါ်နေကြတာကျွန်တော်ဆရာလည်းမဖြစ်ချင်ပါဘူးပေါ့နော်ဆိုတော့အားလုံးတို့အကျိုးရှိမယ်လို့လည်းထင်ပါတယ်ကျွန်တော်နောက်ထပ်ဒီအသက်သင်ငန်းစာမှာလည်းကျွန်တော်လည်းဒီလိုဆက်ပြီးတော့လေ့လာသားချပါမယ်အားလုံးတန်ရာကောင်းစွာနေလေးပတ်စံနေကြပါစေဗျစောရီခရာ